ားလုံးပဲမင်္ဂလာပါချိန်ပန်းစပန်းနေလေဝေးစင်တာပြန်လဲကျူစွလိုက်ပါတယ်အမတော့ချိန်ပန်းကမှချိန်လည်းပဲဖြစ်ပါတယ်အမဒီနေ့မှာတော့မင်းနာတူအခန်း32မှာဗာမေဘုံဘိုးလေးနည်းနည်းလောက်ပြောပြပေးသွားပါမယ်ဆော်ခန်း32မှာဗာမေဘုံဘိုးက3ခုရှိပါမယ်ဆော်အဲ့3ခုကဘာတွေလဲဆိုလို့ရှိရင်ဘတ်ဟိုးက E ပေါ့နော်ဟိုးက E ဆိုတဲ့ဟာရင်ပြီးရင်နောက်တစ်ခုက D short ဆိုတဲ့ဟာလေး ਨੇ ခမို့ရှိတယ်မာဆန်ဆိုတဲ့3ခု ဆိုတော့အဲ့ဒီမှာအပထမဆုံးတစ်ခုက vata ဟိုက e နဲ့ benign ဟိုက e နှစ်မျိုးပြောလို့ရတယ်ပေါ့နော်ဟိုက e ဆိုတဲ့အဓိပ္ပာယ်ကအကြံဉာဏ်ပေးတဲ့အခါနော်တရားရောက်ကိုအကြံဉာဏ်ပေးတဲ့အခါမျိုးတွေနော်အလုတ်သက်နဲ့မလုတ်သက်ဘူးအဲ့လိုမျိုးပြောတဲ့အခါမျိုးတွေမှာသုံးတဲ့စကားလုံးဖြစ်ပါတယ်ဆိုတော့သူ့ကိုနှစ်မျိုးသုံးလို့ရတယ် vata ပေါင်းနဲ့တွဲသုံးလို့ရတယ် benign ပေါင်းနဲ့တွဲသုံးလို့ရတယ် ဗက်တာဟိုးကအီးဆိုတာကဗက်တာကောင်းတယ်ဗက်တာကောင်းတယ်ဆိုတာအဓိပ္ပာယ်ကတော့ဗက်သင့်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะအာသူများကိုကအကြံဉာဏ်ပေးတဲ့အခါမျိုးတွေမှာပြောလို့ရပါတယ်ဆိုတော့ဒီမှာ rainbow လေးရေးပြထားတယ် rainbow မှာ mainichi ondo sta ho ga ii des mainichi ondo sta ho ga ii des နေတိုင်းနေတိုင်းအားကစားလုပ်တာက ကောင်းတယ်ဟုတ်ပြီเนาะဒီလိုမျိုးအကြံပေးတာမျိုးပြီးရင်နောက်တစ်ခုကလုံသင့်တယ်ပေါ့မလုံသင့်ဘူးအဲ့လိုမျိုးတွေမှာပြောတဲ့အခါမျိုးမှာသုံးတယ် so mindy on the star ho ga evata ho ga e ဟုတ်ပြီเนาะဒီမှာသုံးသွားတာက one on the star ဆိုတဲ့ evata ho ga e ဆိုတဲ့တောင်းပေါင်းနဲ့တွဲသုံးသွားတာဖြစ်တယ် so အောက်မှာနောက်နောက်တစ်ကြောင်းကကြတော့ tabaco o suwanai ho ga e suwanai ho ga E ဒက်9 found နဲ့တွဲသုံးထားတာဖြစ်တယ်။ဆလိတ်ကိုမတောက်တာကကောင်းတယ်။ဟုတ်ပြီနော်။ပြောချင်တာကတော့ဆလိတ်မတောက်တဲ့ဘူးလို့နော်။ဆလိတ်မတောက်တာကောင်းတယ်။ဒီလိုအဓိပ္ပာယ်မျိုးမှာသုံးတာဖြစ်ပါတယ်။အာတိကျပါပါပြန်ရင်တော့ဘတ်တာကောင်းတယ်မဘတ်တာကောင်းတယ်။ဒါပေမဲ့အခုနပြောလို့ပဲဘတ်တဲ့နဲ့မဘတ်တဲ့လှုပ်တဲ့နဲ့မလှုပ်တဲ့ပဲအဲ့လိုမျိုးခါမျိုးပြမှာလဲပြောလို့ရပါတယ်နော်။ဆိုတော့တာမကိုကိုစူဝါနိုင်ဟိုက E ဒက်ဆလိတ်ကိုမတောက်တာကကောင်းတယ်။ဟုတ်ပြီနော်။ဆိုတော့ဒါက what ဟိုက E ဒက် ဘတ်တန်ဟိုးနဲ့ဗနိုင်းဟိုးကအေးတယ်နှမျိုးတွဲသုံးလို့ရပါတယ်။ဆက်နောက်တစ်မျိုးကဒေရှော့ဒေရှော့ကအာမတို့ N5 မှာတင်ခဲ့တယ် N5 မှာတော့ကတော့ဒေရှော့ကိုဟုတ်တယ်မလားဆိုတဲ့အထိပ်ပဲနော်ဟုတ်တယ်မလားဆိုပြီးတော့မှတို့တွေတင်ခဲ့တယ်တယောက်ယောက်ကိုအော်တော့မှမလားမတော်ဘူးမလားနော်အဲ့လိုမျိုးတွေမှာတုံးခဲ့တယ် M5 မှာတော့ဆိုအခုနောက်ထပ်တစ်မျိုးကဘာလဲဆိုတော့လိမ့်မယ်ဒါပေမဲ့ M5 မှာတွေကမတို့ပြောခဲ့တယ် ရေလျှောဆိုတဲ့ဟာကနှမျိုးနဲ့တုံးတယ်ပထမတစ်ခုကဟုတ်တယ်မလားဆိုတဲ့အဓိပ္ပာယ်နဲ့တုံးတယ်လို့နောက်တစ်ခုကလိမ့်မယ်လို့တုံးတယ်ဆိုတော့အဓိပ္ပာယ်ကတော့ဘာလဲဆိုတော့တရားလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ကတော့လေဘတ်ဖြစ်လိမ့်မယ်တစ်ခုခုကဖြစ်လိမ့်မယ်ဟုတ်ပြီနော်ခံမှန်းပြောဆိုတာပေါ့နော်ဒါဆိုလို့ရှိရင်မတို့ကခံမှန်းပြောဆိုတာဒါပေမဲ့အဲ့ဒီခံမှန်းပြောဆိုတာဒီဘယ်နေရာခိုင်နှုန်းလုံးမှန်နေတဲ့အခါမျိုးလဲဆိုတော့80%လောက်မှန်တဲ့အခါမျိုးမှာ ခက်မဲပြောဆိုတဲ့အခါတရှောကိုတုံးနေရှိရယ်ဆိုတော့သူကသတ်လိုက်မယ်အများဖြစ်တာတွေကိုဘယ်မှာတုံးလဲဆိုတော့ thank you ho လို့ခေါ်တဲ့သတင်းကြေညာတယ်เนาะမိုးလေဝသတင်းကြေညာတဲ့စီမာတွေမှာတုံးတာများတယ်တရှောဆိုတဲ့ဟာလေးဆိုတော့သူ့မှာကြာရင်တို့ဘာတွေနဲ့တုံးလို့ရလဲဆိုတော့ bus ဆိုရင် plane ပေါင်းနဲ့တုံးလို့ရတယ် eagle ဆိုရင် e အတိုင်းတုံးမယ် night ဆိုရင် night ဖြုတ်တုံးမယ် နောင်ဆိုရင်လည်းပဲနောင်တိုင်းပဲဒီ show နဲ့တုံးလို့ရတယ်။ဆိုတော့ tomorrow အကုန်လုံးကိုမတုံးပြတော့ဘူး။ Raymond Lee နဲ့ကြောင်းတော့ရေးပြထားတယ်။ Einstein Yuki က Furu De Show Furu De Show သွား plane ပေါ့ De Show ပေါ့နော် plane ပေါ့ဆိုလို့ရှိရင်တို့ nine ပေါ့ပါမယ်။အာ dictionary ပေါင်းပါမယ်တောက်ပေါင်းပါမယ်ဒါဒီကုန်လုံးက word play ပေါင်းလဲมาပါတယ်ဟုတ်ပြီเนาะဆိုတော့ day shop ဆိုတော့မင်းပြန်မိုးရွာလိမ့်မယ်မလာဟုတ်ပြီเนาะဒီလိုမျိုးมาတုံးねပြီးရင်နောက်တစ်ခုက gone gone အမေဒီရှော့ညနေမိုးရွာလိမ့်မယ်ဒီလိုပြောချင်တာတော့ तू ကလိမ့်မယ်မလားဟုတ်တယ်မလားဆိုတဲ့ပုံစံမျိုးမှတောင်းတယ်လို့ပဲလိမ့်မယ်ပေါ့နော်ဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှလည်းတောင်းတယ်မျက်ပြန်မိုးရွာလိမ့်မယ်ခမန်းပြောမှပြောဆိုတာမျက်ပြန်နှင်းကြလိမ့်မယ်ညနေမိုးရွာလိမ့်မယ်ဟုတ်ပြီနော်ဒီလိုမျိုးမှတောင်းတာဖြစ်ပါတယ်ဒီရှော့ပြီးနောက်တစ်ခုကတော့ခမှုရှိတယ်မဆန် ခမရှင်ရဲ့မဆမ်းမကတော့အရေးပဲကဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒိုအင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ maybe ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ maybe ဖြစ်ကောင်းဖြစ်နိုင်။ဟုတ်ပြီနော်ဒီလိုမျိုးမှပြောတယ်။သူလည်းပဲပြောမယ်ဆိုရင်တော့ comment ပြောဆိုတာနဲ့အတူတူပဲပေါ့နော်။ဒါကြောင့်လို့ရှိရင်မတို့ဘာတွေနဲ့တွဲသုံးပါလဲဆိုတော့ plus ဆိုရင် dictionary form နိုင် form မျိုးတွဲသုံးမယ်။ eagd ဆိုရင် e ခမရှိတယ်မဆန်နာ agd နာဖြုတ်မယ်ခမရှိတယ်မဆန်နောင်းဆိုလည်းပဲနောင်းခမရှိတယ်မဆန်နဲ့တွဲတယ် ူကတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်။ကျောင်းတော့ဗီယာဆေရေဗွန်လေးကြည့်ရအောင်ပါ။ယန်းဆန်ဝါခိုင်ရှာအိုရာမဲရုခေါမရှိတယ်မဆက်။ယန်းဆန်ဆိုတဲ့သူကခိုင်ရှာအိုရာမဲရုခေါမရှိတယ်မဆက်။အလုတ်ကိုထွက်ကောင်းထွက်လိမ့်မယ်။မသေးချောင်းနော်။အဲတရင်ကြားလာပါဘောမသေးချောင်းထွက်ရင်လည်းထွက်မယ်မထွက်ရင်လည်းမထွက်ဘူး။အဲအဲ့လိုမျိုးမှပြောတဲ့အခါမျိုးကြလို့ရှိရင်ယန်းဆန်ဝါခိုင်ရှာအိုရာမဲရု ခမို့ရှိတယ်မဆက်90 90ဟုတ်ပြီနော်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဖြစ်လည်းဖြစ်မယ်မဖြစ်လည်းမဖြစ်ဘူးဒီလိုတိတ်တယ်မှာသုံးနာဖြစ်တယ်ခိုင်ရှာကိုရမဲသူခမို့ရှိရယ်မဆက်ပြီးတော့နောက်တစ်ကြောင်းကကြတော့ယာကုဆိုကုနောတိခဲနီမာနီအာဝါနိုင်ခမို့ရှိတယ်မဆက်မာနီအာဝါနိုင်တို့တည်ထားပြီးသားအချိန်မမီတာຢາກຸສົກຸນໍຈິກັນဆိုတော့ໄຊສູດາແລະອ່ໄຊງໂກມະມີກອງມະມີເລກູ မမီလဲမမီဘူးပေါ့နော်မမီကောင်မမီဘူးလို့ပြောချင်တာပေါ့ပြောချင်တာကမမီကောင်မမီဘူးမမီတာဖြစ်ကောင်းဖြစ်လိမ့်မယ်မမီကောင်မမီနိုင်ဒီလိုပြောချင်တာနော်ဆိုချင်းဆိုထားတဲ့အချိန်ကိုနောက်ကြကောင်နောက်ကြလိုက်မယ်မမီကောင်မမီလိမ့်ဘူးအဲ့လိုမျိုးတွေမှာသုံးတာဖြစ်ပါတယ်ခမိုရှယ်မဆန်ဒီမီရင်လဲမီမယ်မမီရင်လဲမမီမားဆယ်၅၀ဟုတ်ပြီနော်အဲ့လိုအချိန်တွေမျိုးမှာခမိုရှယ်မဆန်လို့လုပ်တယ်ဘတ်တာဟိုကဤအကြံဉာဏ်ပေးတဲ့အခါမျိုးတွေမှာသုံးတယ်ဘတ်တဲ့နဲ့မဘတ်တဲ့ဘူးဒီလိုမျိုးမှာသုံးတယ် ဒီရှောကခမဲပြောဆိုတဲ့80ရာခိုင်နှုန်းလောက်သေးတာတဲ့ခမဲပြောဆိုမှုမျိုးမှာတုံးတယ်အထူးသဖြင့်မိုးလေဝသသတင်းကြေညာတဲ့အခါမျိုးတွေမှာဒီရဲ့ဒေရှောကိုပြောမယ်အဲ့လိုဒေရှောလို့ကြားလိုက်တော့ကိုက M5 မှာသိထားတယ်ဟုတ်တယ်မလားဟဲ့မိုးလေဝသလည်းကြေညာနေသေးတယ်မက်ပြန်မိုးရွာလိမ့်မယ်မလားလို့ထင်နေမယ်မဟုတ်ဘူးเนาะအတိအကျမက်ပြန်မိုးရွာလိမ့်မယ်လို့ပြောချင်တာဟုတ်ပြီเนาะမိုးရွာလိမ့်80ရာခိုင်နှုန်းလောက်သေးတာတဲ့အကြောင်းအရာကိုခမဲပြောဆိုတဲ့အခါမျိုးမှာဒေရှောနဲ့တုံးပါတယ် ပြီးနောက်ဆုံးတစ်ခုကတော့ခမုံရှိတယ်မဆက်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတော့50ရာခိုင်နှုန်းလောက်ပေါ့နော်50 50ပေါ့လာရင်လဲလာမယ်မလာရင်လဲမလာဘူးမြင်လဲမြင်မယ်မမြင်လဲမမြင်ဘူးအဲ့လိုတည်းပဲမြန်မာသုံးတယ်ဆိုတော့ဒီမှာလည်းပဲခမုံရှိတယ်မဆက်ဆိုတဲ့ဟာနဲ့သုံးလို့ရတယ်အဲဆိုရင်ဒီသုံးခုလုံးဒီစကားပြောမှလည်းအသုံးဝင်တယ်အသုံးလည်းများတယ်ဘဲဘောလေးတွေတိစောက်ကြည့်ပါအာသေစာလေးမှတ်ပါအာစကားပြောမှလည်းသုံးလို့ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သုံးကြည့်ဖို့ပြောချင်တယ်ဆိုတော့အစဉ်ပြေကြမယ်လို့ပြောလင်ပါတယ်နောက်ထပ်မှပြန်တွေ့ပါမယ်